တားဖြစ်သူရဲ့ချစ်သူ DJ Violet ကို မင်္ဂလာမဆောင်ပေးပဲခလေးယူခိုင်းနေတာကြောင့်ဝေဖန်ခံနေရတဲ့မင်းသားကြီးနေမျိုးအောင်မင်္ဂလာပါ message ပရိသတ်တို့ရှင်မင်းသားကြီးနေမျိုးအောင်ကတော့အသက်အရွယ်တခုရနေတဲ့အထိပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုရရှိထားသူတဦးပါ သားဖြစ်သူရုပ်ရှင်မင်းသားမင်းထိုက်ကလည်းဖခင်ရဲ့အမွေဆက်ခံသူတဦးပြီးပြီးတယုံဆောင်ဝါဒနာပါသူတဦးပဲဖြစ်ပါတယ် တရုတ်ဆောင်မင်းထားရဲ့ချစ်သူ DJ Viola ကတော့အောင်မြင်ကြောကြားတဲ့ DJ သမားတဦးပဲဖြစ်ပါတယ်။ DJ Viola ကတော့ပွဲတွေကိုမနာမနေစင်ဆက်မပြတ်တိခတ်နေရတာဖြစ်ပြီးသူမရဲ့ချစ်သူတရုတ်ဆောင်မင်းထိုက်ကသူမရဲ့မန်နေဂျာအဖြစ်နဲ့ကိုညီလောက်ကင်ပေးနေကြတာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်မှာတော့ DJ Viola ဟာသူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်ကနေတဆင်ရောက်ကမလောင်းဖြစ်သူနေမျိုးအောင်ရဲ့စာရီကိုခြားပြလာခဲ့တာပဲဖြစ်ပါတယ်။ မင်းသားကြီးနေမျိုးအောင်က DJ Violet ကိုခလေးမွေးခိုင်းနေခဲ့တာပဲဖြစ်ပါတယ်။မတည်ခင်လေးမြေးချီခြင်းနေပါပြီသားနဲ့သမီးရဲ့ခလေးယူပေးပါတော့လို့ဆိုက DJ Violet ကိုပြောနေခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်တွေကတော့မင်းသားကြီးနေမျိုးအောင်ရဲ့သားဖြစ်သူမင်းထိုင်နဲ့ DJ Violet တို့ကမင်္ဂလာမဆောင်ရသေးတာမလို့မင်္ဂလာအရင်ဆောင်ပေးဖို့ကိုတိုက်တွန်းပြောဆိုနေခဲ့ကြတာပဲဖြစ်ပါတယ်။ ချွေးမလောင်ဖြစ်သူကိုမင်္ဂလာမဆောင်ပေးပဲနဲ့ကလေးအတင်းယူခိုင်းနေတာကြောင့်ပရိသတ်တွေရဲ့ဝေဖန်မှုကိုခံနေရတာပဲဖြစ်ပါတယ်။ပရိသတ်တို့အနေနဲ့ကရောအခုလိုမျိုးအများကဝေဖန်တယ်လို့မျိုးချွေးမလောင်ကို မင်္ဂလာမဆောင်ပေးပဲကလေးယူခိုင်းနေတဲ့မင်းသားကြီးနေမျိုးအောင်နဲ့ပတ်သက်ပြီးမှတ်ချက်လေးတွေပြုပေးခဲ့ကြပါဦးနော်။ဗီဒီယိုလေးကိုစုံတီနှထောင်ပေးတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်။တာယာတော်နေလေးဖြစ်ပါစီရှင်။